ဟယ်လိုအားလုံးပဲမင်္ဂလာပါစတီဗင်ဘျူကနေပြန်လဲကြိုးစားလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ကဒီတစ်ပတ်မှာတော့ Brighton ကို Manchester United ကအိမ်ဝင် Old Trafford မှာလက်ခံပြီးကစားသွားဖို့ရှိတယ်ဒီဘက်ကတော့စနေနေ့ညမြန်မာစံတော်ချိန်7:00နာရီမှာကစားသွားမှာဖြစ်တယ်ခုနောက်ပိုင်းနှစ်တွေမှာဆိုရင် Brighton ကကျွန်တော်တို့အမြဲတမ်းလို့တော့ဒုက္ခပေးလေးရှိတယ်ဒီနေ့မှာပဲဒီ Athletic ကသူတပွဲကိုအမှတ်ရနှုန်းအ ਨੇ ဆုံးအသင်းတွေကိုဇာချလိုက်တဲ့အချိန်မှာတော့ Manchester City ရဲ့ Brighton နဲ့အဲ Brighton ဖြစ်နေတော့ပြီးရင် Arsenal, Newcastle, Liverpool အဲ့လိုမျိုးအသင်းတွေတန်းစီရှိနေတယ်ဆိုတော့ Brighton ကခုနောက်ပိုင်းနှစ်တွေမှာတော်တော်ဒုက္ခပေးတာကိုမြင်ရတယ်။ဒါပေမဲ့တကယ်တကယ်တမ်းတော့ Brighton နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့အသင်းကိုကကိုဒီလိုအလဲလဲအသင်းတွေကိုမနိုင်တာနှစ်ရာသီလောက်ဖြစ်သွားပြီဆိုတော့ဒါဒီထဲမှာ Brighton ကလည်းပဲအသင်းကောင်းတစ်သင်းဆိုတော့ကျွန်တော်တို့ခံရတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်တို့ဒီရသည့်အခြေအနေမှာပြန်ကြည့်မယ်ဆိုရင်တော့ Manchester United ကအဲ၄ရှစ်ပွဲကစား၄ပွဲနိုင်၃ပွဲသေး၃ပွဲရှုံးတဲ့ 73မှတ်ရပြီအဆင့်9မှတ်ရည်တည်နေပြီ Brighton ကတော့10ပွဲကစား3ပွဲနိုင်3ပွဲတည်2ပွဲရှုံးနဲ့အဆင့်7မှတ်ရည်တည်နေတယ် Manchester United ကအိမ်ဝင်းမှာ၄ပွဲကစား3ပွဲနိုင်ထားပြီးတော့ Brighton ကတော့အဝေးဘက်မှာ၄ပွဲကစား2ပွဲနိုင်2ပွဲရှုံးအဲ2ပွဲနိုင်2ပွဲတည်2ပွဲရှုံးဖြစ်နေတယ်အဝေးဘက်မှာ2ပွဲနိုင်မှုရယ်နော်နိုင်ခဲ့တဲ့ပွဲကတော့သူကတော့ Stanford Prima နိုင်ခဲ့တာပေါ့အဲ့တော့ဒီ လောဆယ်လက်ရှိယာသည်အနေထားနဲ့လည်း Brighton နဲ့ Manchester တွေကမတိမင်းအနေထားဖြစ်နေတယ်။ဆိုတော့ဟိုဒီ Manchester တွေက Brighton ကိုအိမ်ခွင်းမှာရှုံးခဲ့တာဘလို့အရင်နှစ်တွေမှာဘလို့ရှုံးခဲ့တယ်ဆိုတော့သူက Deserve ခင်မှာလည်းရှုံးတယ် Graham Potter ခင်မှာလည်းရှုံးတယ်ဒီ Good မီးပြလက်ထက်မှာလည်းရှုံးတယ်နောက်လျှောက်ကိုရှုံးခဲ့တာဆိုတော့ကျွန်တော်တို့တကယ်ကျွန်တော်တကယ်ချင်းတယောက်ပြောလို့ပေါ့ဒီခုငါတို့အခြေအနေလေးကောင်းလာပြီဆိုရင်တော့ဒီအသင်းနဲ့တွေ့ရပြီကွာဆိုတော့ပုံစံမျိုးဖြစ်နေပါတော့ โอเคအဲ့တော့ပွဲတွေကိုပြန်ကြည့်လိုက်အောင်ပွဲကိုပြန်ကြည့်မယ်ဆိုတော့ Manchester United ကသူကအသင်းကြီးတွေနဲ့ဆိုရင်ရလက်ကောင်းလိရှိတယ်။ဘာလို့လဲဆိုတော့တစ်ဖက်ကအဲတစ်ဖက်ကတက်ပြီးတိုက်တာမျိုးတစ်ဖက်က present ပေးတာမျိုးဆိုသူတို့ကသူတို့ကစားပုံနဲ့ကတစ်ဖက်အသင်းကိုအဲ့လိုပြန်ပြီးတော့ဟိုဒုက္ခပေးနိုင်တယ်။အဲရှာလက်ကမစိုးလာဘူးပေါ့နော်။အခုဆို Chelsea ကိုနိုင်တယ် Liverpool ကိုနိုင်တယ်။ဟိုအာဆင်နယ်နဲ့ဆိုလည်းပဲ0-0နဲ့ပဲဘာမှ လောက်ကြီးခြေပြက်ကိုပြက်ဖြစ်မသွားခဲ့ဘူးမန်ချက်စတာစီးတီးတော့ဖြစ်သွားခဲ့ပါလားဒါပေမဲ့အသင်းလေးတွေအသင်းလက်တွေနဲ့တွေ့ရင်တော့သူတို့ဘေးတက်လို့ဖို့ခက်ခဲတယ်သူတို့ဒီတခုရှိတယ်ဗျဒီ position သူတို့အောက်နေတဲ့ပွဲမျိုးဆိုသူတို့နိုင်ရတာပိုများပြီးတော့ position မြန်မာရတဲ့ပွဲမျိုးဆိုသူတို့ကပိုပြီးရှုံးတယ်ဒါဆိုသူတို့ transition မှာပိုပြီးကောင်းတာအဲ့ဒါ Manchester United ပဲနော်ဒီဘက်က Brighton ကလည်းပဲခုံနီးလကောင်းပဲဒီရသည် Brighton every position 46.8%ခန့်လုံးပဲရှိတယ်သူတို့ကအသင်းကြီးတွေဆိုနိုင်ရခုရသည်မှာ ဒီမကြသေးခင်မှာသူတို့ Chelsea ကိုနိုင်ထားတယ် Manchester City ကိုနိုင်ထားတယ် Spurs နဲ့တေးရထားတယ်သတ်သဖြင့်ရက်လက်တွေကကောင်းနေတယ်ကောင်းနေဆိုသူတို့ကအကြောင်းကတော့သူတို့ကစားပုံကလည်း Manchester United နဲ့အရင်ကွာလာတယ်လို့ကျွန်တော်တော့မမြင်ဘူးသူတို့ transition ကိုအားကိုးတယ်သူတို့ position မများရတဲ့ပွဲတွေဆိုရင်သူတို့ရက်လက်မကောင်းတာမျိုးခက်ခဲရှိတာမျိုးရှိတယ်ဥပမာအဲ Everton ကိုသူတို့ရှုံးတဲ့ပွဲမှာဆို position 58.6%ခန့်လုံးထိရတယ်ဒါပေမဲ့အဲ့လိုပွဲမျိုးရှုံးသွားတယ်သူတို့ဘာလို့သူတို့ သူတို့ရှုံးနေသူတို့ attacking တက်ချင်တယ်အဲ့တော့ position ရရတယ်ဒါပေမဲ့ position ရနေရင်သူတို့လည်းမကောင်းဘူးเนาะနောက်တစ်ပွဲ hoop ပါတန်တဲ့ပွဲမှာလည်းသူတို့ position 58တရမ900ကတုံးရှိတယ်အဲအပွဲမှာ draw ဖြစ်သွားတာ hoop ကိုမနိုင်ခဲ့ဘူးဒါပေမဲ့ဒီ Chelsea တို့ဒီ Manchester City တို့ပွဲမှာသူတို့ရဲ့ position ကနည်းတယ်ဒါပေမဲ့နိုင်ခဲ့တယ်ဆိုလိုတာက Manchester နဲ့အတူတူပဲသူတို့ transition နဲ့သွားတယ်ဆိုတော့သူတို့ကစားပုံကိုကျွန်တော်တို့တစ်ချက်လောက်ပြန်ပြီးကြည့်မယ်ဆို ကျွန်တော်သတိထားမိတာတို့က present ကောင်းကောင်းတော့လိုက်ပြီး press နိုင်တယ်ဟုတ်နောက်ကနေခန့်ဆော့ပြီးတော့တိုက်တာမျိုးမဟုတ်ဘူးသူက present press တယ် present ကနေပြီးဘောလုံးရရတဲ့ချက်ချင်း attacking ကို transition quick transition နဲ့သွားတာမျိုးကြီးကျွန်တော်မြင်ရတယ်ဥမာဒီသူတို့ရဲ့ present ကတော်တော်ကြီးသတိထားရမယ်တော်တော်ကိုကျစ်လက်ပြီးတော့ဗောနော်သူတို့တကယ်လိုက်ပြီးဆိုရင်ဘောလုံးပေးဖို့လမ်းကြောင်းပျောက်သွားတတ်တာမျိုးရှိတယ်ဥမာ Chelsea နဲ့ဘွဲမှာဆို Chelsea ဒီလို Chelsea ရဲ့ present ကြောင့်ဘောလုံးအပေးမှားပြီးတော့သူတို့အနီကပ် ထိသွားတယ်ချယ်ဆီကဒီနောက်ထပ်တကောကလည်းပဲအဲ့လိုပဲသူတို့အချင်းမှာဒီလူစီချင်းပေးတဲ့အလုံးအလဲကအလဲက플레이ယာဘလုံးကောင်းထိမ့်မှုခက်ခဲသွားတဲ့အချိန်မှာသူတို့တခါပြတ်ပြီးကိုရအောင်တွင်းတော့လဲနောက်ဆုံးဝဲဘက်ကကိုမျိုးပေါ့နော်အဲ့လိုမျိုးရှိတယ်စပါးနဲ့ပွဲမှာဆိုလဲဒီလိုပဲအဲသူတို့အလဲမှာဒီ min touch ကအလဲမှာဘလုံးရအောင်လှူတယ်လှူပြီးတော့သူတို့တစ်ချက်တစ်ချက်ပုတ်ပြီးတော့ပဲချက်ချင်းချက်ချင်းကောင်တာပေါက်ပြီးတော့ min တက်အလွတ် ကန်သိငရဒါကောင်တာဆိုတာတက်ကိုဒါ present နေပြီးတော့ကောင်တာပြန်ပြီးဖန်သေးတာပေါ့နော်သူတို့ဟိုအဲ့လိုတကယ်တော့ကောင်တာပါပဲဒါဒါအရကောင်တာအဲ့လိုမျိုးလောက်တာဒီရှိတယ်ပေါ့ပြီးတော့ဒီ span နဲ့ပွဲမှာသူတို့ရတဲ့ဒုတိယမြောက် goal ရတယ်ဒီလိုပဲအဲနောက်မှဟို span out တန်းကန်ထုတ်လိုက်တဲ့အလုံးကိုချက်ချင်းရပြီးချက်ချင်း goal ပြန်သွင်းတယ်ဒီလောကတော့ကန်ချက်ကအရင်ကောင်းပါတယ်အရီအဲကန်တာနဲ့တူတယ်ကန်တာအရင်ကောင်းတယ်ပေါ့နော်အဲ့တော့ goal သွားတယ်ပေါ့ goal သွားတယ်ဒီဒီလိုမျိုးကျွန်တော်ပြောချင်တာကဒီလိုမျိုး quick transition နဲ့သွားတာမျိုးများတယ်ဒါ Manchester နဲ့လုံနေကြပုံစံမျိုးပဲ Manchester Manchester နဲ့ Liverpool နဲ့ရတယ် Liverpool နဲ့ပွဲမှာရတဲ့ goal ကလည်းဒီလိုမျိုးအာဒီလိုမျိုးဟိုပါပေါ့ဆိုင်ပြီးတော့ရလာတာလည်း quick transition နဲ့သွားပြီးတော့အခု goal သွင်းတာဒုတိယလုံးကလည်းဒီလိုဆိုင်ပြီးဘောလုံးရတဲ့အလုံးကနေပြီးတော့ကိုညာကန်းနေတောင်းကောဖြစ်သွားဆိုတော့ဒီပုံစံနှစ်သိန်းလုံးကတူနေတယ်အဲ့ဒါကြောင့်လည်းသူတို့က position ပိုရတဲ့ပွဲတွေမှာသူတို့အနိုင်မရတတ်တာမျိုးပေါ့နော်အနိုင်မရလို့ရှိတယ်ဒါကတော့ဒါ Newcastle နဲ့ပွဲမှာသူတို့ကစားတဲ့ပုံစံမျိုးသူတို့ အဲဒီဘက်မှာဒီနယူကာဆယ် line တွေပေါ့အဲ့ line တွေကြားထဲမှာသူတို့ player တွေနေပြီးတော့သူတို့ကနောက်မှဒီ defensive midfield တယောက်ပဲနေတယ်သူအဲ့ defensive midfield နဲ့ maybe ကျန်တဲ့ကျန်တဲ့ midfield အကုန်လုံးကသူတို့ရဲ့တစ်ဖက်အသင်းရဲ့ defender တွေနားမှာသွားပြီးနေရယူတယ်အဲ့ဒါဆိုတော့သူတို့ passing lane များများပေးလို့ရတယ်ဆိုတော့ passing lane ကောင်းကောင်းနဲ့ပေးပြီးတော့ဒီဘက်ရှေ့ကတ line လုံးကိုကျော်ဖြတ်ပြီးတော့ goal ရသွားတယ် ဘောဂရိုက်တန်ဒုတိယအလုံးမှာလည်းပဲထုံလေး၎င်းလိုပဲပြောလို့ရတယ်ပုံစံချင်းနည်းနည်းကွာပဲပဲဒီဝင်းဘက်ကအထက်ကိုအင်ဗတ်တက်ဝင်ချသွားပြီးတော့အဲ့ဒီကို present အဲ present ကောင်းကောင်းပေးလိုက်ပြီးတော့သူတို့ဂိုးရသွားတာပေါ့နော်ဒါကတော့ဟိုဒါကတော့သူတို့ဒီနောက်ဆုံးဘက်မှာသူတို့ဂိုးရသွားတဲ့ပုံစံမျိုးအဲ့လိုပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ lose ဘယ်လိုမျိုး lose င်းထုံမလဲပေါ့နော်ဘယ်လိုမျိုး lose င်းထုံမလဲဆိုရင်တော့ဒါကတော့ဒီ Brighton ဘက်ကထွက်လာတဲ့နိုင်တဲ့ပုံစံမျိုး အဲကွင်းလင်မှာဘာလီဘာပါလာမယ်လို့တော့ထင်တယ်ဘာလီဘာလေးနဲ့ပရက်ရှာရှိတယ်သူ့ကိုဒီမန်ချက်စတာရက်ကစိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ကြောင့်ဘာလီဘာမှာပရက်ရှာရှိတယ်ဒါပေမဲ့တစ်ဖက်ကအဲရာရီအဲရာရီပေါ့နော်အဲရာရီနဲ့တူပါတယ်ကျွန်တော်ပြောရဆိုရင်မေ့သွားတယ်အဲအဲရာရီကစားပုံကိုကျွန်တော်တိုက်ကြည့်တဲ့နေရာမှာတော်တော်သဘောကျတယ်နောက်ပိုင်းနှစ်မှာဘာလီဘာ AC ထွက်သွားလို့ရပြီသူတို့မှနောက်ထပ်လူငယ်သားမှတယောက်ရှိသေးတယ်သူတို့နောက်မှအဆင်သင့်ဖြစ်နေပြီပြီးတော့အဲဒီ အဲဒီဒီမှာ router လို့ဆိုလာပဲရေးထားတယ်ကျွန်တော်ကတော့သူ့အဲဂျော်ဂျီနီယိုလို့ပဲကျွန်တော်ကတော့သိတယ်ဂျော်ဂျီနီယိုကစားပုံလေးကအဆင်ပြေတယ်နောက်ထပ်ဒီ min touch min touch ရဲ့ speed နဲ့ power ကတော်တော်ကြီးကိုသတိထားမယ်လို့ထင်တယ်နောက်ပါ dogu ဖြစ်ဖြစ်ဒါမှမဟုတ် lu shot အနေနဲ့တော်တော်သတိထားပြီးတော့ထိန်းသိမ်းရမယ်လို့ထင်တယ်။ web app အနေနဲ့ကလည်းအာအများအားဒုက္ခပေးနေကြဖြစ်တယ်။ midoma တော့ပါလာမှာမဖြစ်ဘူး။ဒီဘက်မှာ go mass ပါလာပဲပေါ့။ midoma တိုင်ရရနေတဲ့တွေ့ရ။ပြီးတော့ဒီ bank အဲဒီကွလန်ဒီစနဘက်ကနံပါတ်6ရဲ့ library game pass တွေရလဲပဲတော်တော်သဘောကျကျွန်တော်ဆိုကျွန်တော်တက်မှာကိုသူ့ကိုလိုချင်သေးတယ်ဆိုတော့အဲသူတို့ကတော့ဒီလိုကစားပုံနဲ့သူလူစင်းထွက်လာမယ်လို့ထင်တယ် Manchester United ရဲ့အဲ line ကိုတော့ပုံမှန်အဖြစ်တော့ကျွန်တော်တယောက်ချင်းစီလုတ်ပြင်မဲ့ဒါပေမဲ့တိတ်ပြီးထူးခြားသွားမှာမဟုတ်တော့ဘူးအဲ့တော့ဟိုတခုချင်းလိုက်ကောက်နေရတယ်လည်းနည်းနည်းကြည့်ရတာ bowling ဖြစ်မှာဆိုလို့ကျွန်တော်တခါတည်းပဲကြွေးလိုက်မယ်ဆိုတော့ဒီဘက်မှာ subscribe ပြန်ပါလာမယ်လို့ထင်တယ်သူ area ဘက်အင်းမှာပြန်ပြီးတော့ ဟိုလုံးမယ်ဗောလားကျွန်တော် subscribe ပြန်လာပါလာမယ်လို့ထင်တယ် miss မအောင်တော့ပုံမှန်တဲ့ ambu ကိုရှိမယ်ပြီးတော့ဒီဘက်မှာ dogu ပါလာမယ်လို့ထင်တယ်ဒီဘက်မှာကျွန်တော် speed ကိုလည်းနဲ့သုံးချင်တယ်ဗောနော်အဲ dogu ပါလာမယ်ထင်တယ် casmero tool final ပြီးတော့ဒီဘက်မှာ dogu ကို armor ကိုသုံးရတဲ့အကြောင်းအရာကျွန်တော်တို့ဒီဘက်မှာတော့အရင်ပိတ်ပြီးကစားနေစရာမလိုဘူးဆိုတော့အတက်ကင်သွားမလားဗောနော်ဒါပေမဲ့တခုရှိတာကိုရီးယား arne jet ကအဓိက arne jet ကလည်းဒီလိုမျိုး transition နဲ့ပဲပို့ပြရတာဆိုတော့အဲ့ဒါလေးတော့ကောင်းကောင်းပြန်ပြီးလိုက်နိုင်ဖို့လိုတယ်သူ short delivery yo yo ပါအောင်ပါမှရမယ်ဒီ တစ်ဖက်က Brighton ကဒီ throw ball တွေအရန်ကောင်းတယ်အဲ့ throw ball တွေကို live ဖို့ဆိုရင်ကျွန်တော်ရိုးရိုးဒီဘက်မှာ logo လိုအပ်တယ်လို့ထင်တယ်ကျွန်တော်တို့က Liverpool နဲ့ပွဲမှာじゃကျွန်တော်ကနောက်ကပိတ်ဆော့တဲ့အတွက်ကြောင့်နောက်မှာ Goldman နဲ့ gap မရှိတဲ့အချိန်မှာ aim aim မကွာရအဆင်ပြေပေမဲ့ဒီဘက်မှာတော့ဒီနေ့ရိုးရိုးကို logo လိုအပ်တယ်လို့ထင်တယ်ဒီ Mendes တို့ကို recovery live ဖို့ Mendes ကဘယ်ရောညာအောင်ကစားနိုင်လဲကောအဲ့လိုအဲ့လိုကောင်မျိုး recovery live ဖို့တော့ကိုရိုးရိုးကျွန်တော်လိုရလို့ထင်တယ်ဘိုးသမားက Lemons ပဲဒီဘက်ရလက်အနေနဲ့ကတော့ ကျွန်တော်ပထမကတော့နည်းနည်းလေးစိုးရိမ်ပဲအခုဒီ Brighton ကစားတဲ့ပုံတွေကိုကျွန်တော်ပြန်ပြန်ပြီးတော့ like ကြည့်တဲ့အခါမှာတော့ကျွန်တော်အရင်စိုးရိမ်တွေမရှိတော့သူတို့နဲ့ကျွန်တော်နဲ့ကစားပုံချင်းကတူတယ်အခုပဲကျွန်တော် transition မှာအမှားမလုပ်မိဖို့လိုတယ်ဟိုက breakfast နဲ့ပွဲလိုမျိုး transition မှာကျွန်တော်တို့အမှားလုပ်တဲ့အချိန်မှာ counter ပြန်ပောက်သွားတာမျိုးအဲ့လိုမျိုးဆိုတော့ Brighton ကိုကျွန်တော်တို့ကိုပေးကိုပေးရလိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့တေချာလေးအဲတေချာလေးအဲ့ဒါတွေကို line ပိတ်နိုင်မယ်ဆိုတော့ကျွန်တော်တို့ breakdown ကိုမနိုင်စရာအကြောင်းမရှိဒီတစ်ခါတော့ကျွန်တော် breakdown နိုင်မယ်လို့ကျွန်တော်က ကျွန်တော်ယုံကြည်နေတယ်ကျွန်တော်တို့ momentum တစ်ခုပေါ့ဒီအချိန်တစ်ခုကျွန်တော်ဖန်တီးနိုင်သင့်ပြီအဲ့ဒါမှလည်းဒီရာဒီမှာအစင်ကောင်းကောင်းရမှာဆိုတော့ဒါ၃ပွဲမြောက်အနိုင်တော့ကိုကျွန်တော်တော့မျောလင်းနေအဲ ultra four မှာလည်းဖြစ်နေရဆိုဆိုတော့ကြောင့်မနိုင်စရာကြောင်းတော့မရှိဘူးလို့ကျွန်တော်ထင်ပါတယ် okay အဲ့တော့ကျွန်တော်တို့စနေဒီယာမှာဆောင်ကြည့်ကြတော့ပေါ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုတွေသဘောကျနေတဲ့ဆို like subscribe လို့တောင်းဆိုပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်